ဘာဥကျမ်းအခန်းကြီး45ထိုအခါယောသတ်သည်မိမိထံ၌ရှိသောသူအပေါင်းတို့ရှိတွင်အင်ဒရီကိုမချုပ်တီးနိုင်သောကြောင့်လူအပေါင်းတို့ငါထံမှထွက်သွားကြဖို့ဟေ့၍မိမိဇာတိရဲ့ဖြစ်ကို အကိုတို့အားပြသောအခါအခြားသောသူတယောက်များမရှိရ သူသည်လည်းကျဲသောအတန်လင်းငိုကြွေး၏အကုတုလူတို့သည်နန်းတော်တိုင်အောင်ကြားကြ၏အကိုတို့အားလည်းကျွန်ုပ်သည်ရောသက်ဖြစ်၏ ကျွန်ုပ်အဘသည်အသက်ရှင်သေးတလို့ဟုဆို၏အကိုတို့သည်စကားတုံ့ပြန်၍မပြောနိုင်အောင်သူရှင်းမှမိမောတေဝေလျက်နေကြ၏ယောသကလည်းကျွန်ုပ်အနီးအပါသို့လာကြပါလောဟုအကိုတို့အားဆိုလေသူတို့သည်အနီးအပါသို့ကြီးလာကြ၏သူကလည်းကျွန်ုပ်သည်အဂရုပြည်သို့ရောင်းလိုက်သောသင်တို့ညီဖြစ်ပါ၏တို့ရာတွင်သင်တို့သည်ကျွန်ုပ်ကိုဤရက်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်ကိုယ်ကိုအမျက်မထွက်ကြနှင့်အကြောင်းမူကားဖျားသခင်သည်လူတို့အသက်ကိုဆောင်းမစေခြင်းကတင်တို့ရှိမှကျွန်ုပ်ကိုဆေလွတ်တော်မူပြီးမြေပေါ်မှာနှစ်နှစ်အစာခေါင်းပါခဲ့ပြီးလေလောက်ခြင်းစပားရိတ်ခြင်းကိုမပြုရတော်နှင့်ငါးနှစ်ရှိသေး၏ဖျားသခင်သည်တင်တို့ကိုမြေကြီးပေါ်မှာကြံကျွေးစေခြင်းက၎င်းကြီးစွာသောကယ်တင်ခြင်းအဖြစ်တင်တို့အသက်ကိုချမ်းသာစေခြင်းက၎င်း တင်းတို့ရှင်မှာကျွန်ုပ်ကိုစီလွတ်တော်မူပြီးတို့ဖြစ်၍တင်းတို့သည်ကျွန်ုပ်ကိုဤရတ္တစီလွတ်တည်မဟုတ်ဖျားသခင်စီလွတ်တော်မူသည်ကျွန်ုပ်ကိုဖာရောပင်ဤအပအရာ၌၎င်းနန္ဒအုပ်အရာ၌၎င်းအဂရုပီလုံးကိုအုပ်စိုးသောသခင်အရာ၌၎င်းခန့်ထားတော်မူပြီးလင်းမြတ်ထား၍အပထံသို့သွားကြလော့အပအားလဲတာယောတကရာသခင်သည် ကျွန်ုပ်ကိုအဂုရုပြည်လုံးသခင်ဖြစ်စေတော်မူပြီးကျွန်ုပ်ထံသို့လာပါမဆိုင်ပါနှင့်အဘသည်ဂောရှင်ရ၌နေရမည်ကျွန်ုပ်အနားမှာရှိရမည်အဘမှာစ၍တာမီတိုးနွားနေတကွရှိသမျှပါရမည်ထိုရ၌ကျွန်ုပ်ကြွေးမွေးပါမည်ဒုမဟောအဘမှာစ၍အိန္ဒုအိန္ဒာနေတကွရှိသမျှတို့သည်စင်ရဲ့ချင်းသွင်းရောက်ကြလိမ့်မည် အစာထောင်းပါသောနေ့ငါးနေ့ရှိသေးသည်ဟုပြောကြလော့ကျွန်ုပ်သည်ကိုယ်တိုင်တင်တော့နေ့နှုတ်ဆက်သည်ကိုတင်တော့မျက်စိကျွန်ုပ်ညီပညာမင်မျက်စိအမြင်သားဖြစ်၏အဂရုဘီ၌ကျွန်ုပ်ရသောဘုံစည်းစိမ်မှဆ၍တင်တော့မြင်သည်များတို့ကိုအပအားပြောရမည်အလင်းမြန်ပြု၍အပကိုဤပြီးသောဆောင်ခဲရမည်ဟုဆိုပြီးလင်ဤပညာမင်းလည်းပင်ကိုဖတ်၍ငိုလေ၏ပညာမင်းသည်လည်း သူဤလည်းပဲနိုင်ငိုလေ၏တဖန်အကိုရှိသမျှတို့ကိုနမ်း၍သူတို့နှင်းငိုသောနောက်အချင်းချင်းနှုတ်ဆက်ကြ၏ယောသတ်အကိုတို့သည်ရောက်လာကြပြီးဟုလမ်းတော်၌တည်င်းကြ၍ဖာရောဘုရင်အစရှိသောကျွန်တော်မျိုးတို့သည်နှစ်သက်ကြ၏ဖာရောဘုရင်သည်လည်းယောသတ်ကိုခေါ်၍တင်းဤအကိုတို့အားအဘယ်တို့ပြောရမည်နည်းဟုမူကားတင်းတို့သည်ဤသို့ပြုကြလော့မိတို့ကိုဝန်တင်၍ ခါနန်ပြည်သို့ပြန်သွားသည်ဖြင့်သင်တို့အပနှင့်အိမ်သူအိမ်သားတို့ကိုယူ၍ကျွန်ုပ်ထံသို့လာကြလော့အဂုရုပြည်၏စည်းစိမ်ကိုငါပေး၍သင်တို့သည်မြေမကျေဝချင်းကိုစားရကြလိမ့်မည်အမိန့်တော်ရှိသည်ဖြစ်၍ဤသို့ပြုကြလော့သင်တို့မိန်းမများသူငယ်များဖို့အဂုရုပြည်ထဲကလဲတို့ကိုယူပြီးလင်အဘကိုဆောင်ရွက်လာခဲ့ကြလော့သင်တို့ဥစ္စာများကို မနှမျောကြနှင့် တဂရုပြည်စည်းစိမ်ရှိသည်များသည်တင်တို့ဥစ္စာဖြစ်၏ဟုအမိန့်တော်ရှိသည့်အတိုင်းဣဇေလဤသားတို့သည်ပြု၍ယောသတ်သည်လဲတို့ကို၎င်းလန်ခီ၌စားစရိတ်များကို၎င်းပေး၏အကိုရှိသည်များတို့အားလည်းအဝတ်လဲเสียဖို့ပေး၏ဗင်ယာမင်အားလည်းငွေကြက်300နှင့် အဝတ်လဲเสียဖို့အဝတ်၅စုံကိုထည့်၍ပေး၏အပအားလည်းအဂရုပြည်ဤကောင်းသောအရာတို့ကိုဆောင်သောမိသက်စေ လန်ခီနိုင်အပစားစရာဖို့စပားမုတ်ခဲဖွဲစားဖွဲများကိုဆောင်သောမိတစဲကိုပေးလိုက်၏။တင်တို့သည်လမ်း၌ရံမတွင်ကြနေဟုမာထားလျက်အကိုတို့ကိုလွတ်လိုက်၍သူတို့သည်သွားကြ၏။ထို့သောအဂရုပြည်မှထွက်သွား၍ခါနန်ပြည်အပယာကုထံသို့ရောက်ကြလျင်ရောသက်သည်အသက်ရှင်သေး၏။အဂရုပြည်လုံးကိုအုပ်စိုးရ၏ဟုကြားပြောကြသည်ရှိသောယာကုတ်သည် စိတ်နှလုံးရော့ဤသူတို့စကားကိုမယုံနိုင်သူတို့ဒီလေရောတတ်ပြောသမျှတော်စကားတို့ကိုပြန်ပြောကြဤအဘယာကုတ်သည်မိမိစည်းစရာကိုရောတတ်ပေးလိုက်တော်လဲတို့ကိုမြင်သောအခါစိတ်နှလုံးအားဖြည့်ပြန်၏ဤဒီလာကလည်းတန်တော့ငါသာရောတတ်အသက်ရှင်သေး၏ငါမသိမီသူ့ကိုတွားရင်ကြည့်မီဟုဆို၏